မင်္ဂလာပါခင်ဗျာ Voice of Football Facebook နဲ့ YouTube Channel ကနေပြီးတော့ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ညီကွန်တစ်ယောက်ကဒီနေ့မှာကျွန်တော်တို့ဒါတုံးသက်ပေးဖို့ရည်ရထားတဲ့ပွဲကတော့ Newcastle နဲ့ Man City ပွဲပါဆိုတော့ဒီပွဲနဲ့ပတ်သက်တဲ့အမြင်လေးကိုကျွန်တော်နဲ့အတူကိုချင်းကြီးကနေပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါကိုချင်းကြီးမင်္ဂလာပါကိုဆိုးကြီးကဲဒီတစ်ပတ် Premier League ပွဲစဉ်တွေကဒါ Big Match ပွဲစဉ်တချို့ပါတယ်လို့တကယ်ကိုကစားခက်တဲ့ဒီပြိုင်ဘက်တွေနဲ့တွေ့ထားတဲ့ Man City ရဲ့ဒီပွဲကလည်း စောင့်ကြည့်ရမယ်ပြိုင်ဘက်ကနယူကာဆယ်ပုံမှန်ဆိုရင်တော့နယူကာဆယ်ကတော်တော်မာကျော်ပြီးတော့ပရီးမီးယားလိမှာကစားခတ်တဲ့အသင်းဒါပေမဲ့ဒီယာဒီမာတော့နယူကာဆယ်ကပုံမှန်ခြေစွမ်းအောက်ကိုရောက်နေတယ်ရလက်တီဆိုးနေတယ်အထူးသဖြင့်ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတယ်ဆိုအဲ့တော့မန်စီးတီးအနေနဲ့ဒါအမှတ်ပေးစရာထိဆုံးနေရကအာဆင်နယ်ထက်စောပြီးတော့ကစားဝင်ရမယ်အခြေအနေတရက်ကိုဒီနေ့အဝေးကနယူကာဆယ်နဲ့ပွဲစဉ်မှာဘလောက်ထိအကောင်းဆုံးပုံစံနဲ့လုပ်ပြအောင်လဲအဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကိုချင်းကြီးရဲ့အမြင်လေးပြောပြပါဦးဟုတ်ကဲ့ပါအဲ့တော့ဒါနယူကာဆယ်က ဒါအဒီဟောင်းရဲ့ဒါ၄900ရာဒီလောက်ဖြစ်လာပြီဗောနော်အဒီဟောင်းကလည်းပရီးမီးယားလိမှာဆိုရင်ဒါဂွာဒီယိုလာရိုအာဒီတာရိုပြီးရင်တက်တော်ရှည်နီးပြထဲမှာပါလာပြီဘာလို့တော့မန်ဖရန်ကဘရန်ဖို့ကနေပြီးတော့စပါးကိုပြောင်းသွားတာရှိတယ်အဲ့တော့အပြောင်းလဲတွေချားထဲမှာတက်တော်ရှည်နီးပြထဲမှာပါလာသူ့လက်ထက်မှာပထမဆုံးရာဒီမှာအဆင့်7နောက်အဆင့်4တွေ9တွေဒါအဆင့်5တွေရလက်တွေအားဖြင့်ကျွန်တော်တို့ဒါပထမဆုံးတရာဒီလောက်ပဲတော့ဟပ်ထဲမှာမရှိဘဲနဲ့နောက်4 5ဆိုပြီးတော့ ဒီထိတ်ဆုံး9သိန်း6သိန်း8သိန်းလောက်ထဲမှာအမြဲတမ်းနှစ်တိုင်းလိုလိုရက်တည်ခဲ့တဲ့အသင်းကအခုပွဲတင်17ပြီးလာပြီပြိုင်ပွဲ3ပုံ2ပုံကျိုးသွားတဲ့အချိန်မှာနိုင်ပွဲ3ပွဲပဲရတယ်ဒီဟာဒီမှာတော့ညူကာဆယ်ရုန်းကန်နေရတယ်အဓိကတော့ထိုင်ဟန်ပြဿနာတွေပါပဲကျွန်တော်ဒီပွဲမှာလည်းညူကာဆယ်ကိုအိမ်ကွင်းမှာကျွန်တော်အများကြီးပုံမှန်တိုင်းဆိုရင်တော့မျှော်လင့်လို့ရတယ်ဒီဟာဒီအိမ်ကွင်းနေမှာညူကာဆယ်က3ပွဲနိုင်ထားတယ်2ပွဲရှုံးထားတယ်လီဗာပူးနဲ့ အာဆနယ်လိုချန်ပီယံမက်ဆီဒီရဲ့ပြိုင်ဘက်တွေချန်ပီယံဆုအတွက်ပြိုင်ဘက်အသင်းကြီးတွေကိုရှုံးထားတာတော့မှန်တယ်။ဒါပေမဲ့အဲ့လိုရှုံးတဲ့နေရာမှာကျွန်တော်တို့မဖြစ်မနေမေ့ထားလို့မရတာကဒီနောက်ကြဂိုးတွေနဲ့ရှုံးခဲ့တယ်ဆိုတာမျိုးပေါ့နော်။အဲ့ဒီအသင်းတွေကိုနျူကာဆယ်ကနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်အထိသူတင်ကိုတင်ရှင်ကစားနိုင်ခဲ့တယ်။အဲ့ဒီအသင်းတွေအခက်တွေ့အောင်လည်းအများကြီးတုံ့ပြန်ပြန်နိုင်ခဲ့တယ်။အဲ့တော့အဲ့လိုအခြေအနေမျိုးမှာမက်ဆီဒီတို့လည်းတာမန်ကြည့်မယ်ဆိုရင်ဒါလုံးဝလွယ်မဲ့ပွဲမဟုတ်ဘူး။ဒါပေမဲ့ဒီပွဲမှာအဓိကပြဿနာကနျူကာဆယ်ဘက်မှာထိုင်ပြဿနာအများကြီးလေ။ ဆိုးရွားလာတော့ပြီးခဲ့တဲ့ brand phone နဲ့ဒီ international break မတိုင်ခင်မှာကစားခဲ့တဲ့ပွဲမှာကအရန်ကိုရှုံးချက်လာတယ်3-1နဲ့ဝေးခွင်းမှာရှုံးခဲ့တဲ့အပြင် premier league နှစ်ပတ်သက်တိုင် back to back ရှုံးခဲ့တဲ့အပြင်ကိုအဲ့ပွဲမှာ jolen dan dan ရတယ် nip bout dan ရပြီးဦးကောင်း dan ရပြီးတော့လူစားလေးလိုက်ရတယ်ပြီးတော့နောက်ခံလူ dan ban nawa tani နဲ့ထုတ်ခံရလို့ဒီပွဲကိုပွဲပယ်ခံထားတယ်ဆိုတော့အဲ့ဒီ brand phone နဲ့ရှုံးပွဲကဒီ မန်စီးတီးနဲ့ကစားမဲ့နျူကာဆယ်ကိုအများကြီးအင်အားချိနေသွားစေတယ်ဆိုတော့ဒီအချိန်မှာတော့နျူကာဆယ်လူမဆုံတဲ့ကြားမှာတော်တော်ယုံကန်မှုဖြစ်လာတယ်။မန်စီးတီးကတော့လက်ရှိအချိန်မှာပရီးမီးယားလိမှာလည်းတောက်လျှောက်နိုင်ပွဲတွေရနေတယ်။ပရီးမီးယားလိနောက်ဆုံး6ပွဲမှာ9ပွဲနိုင်ထားတယ်။လီဗာပူးလိုအသင်းမျိုးကို International Break မတိုင်ခင်မှာတကယ်ကိုခြေစွမ်းရောရလက်ကောအပြတ်အသတ်နဲ့3-0နဲ့နိုင်ပြီးတော့ ဒါအာဆန်နီကလည်းအဲ့ဒီဘက်မှာခြေချော်သွားတဲ့အချိန်တွေမှာတိုက်တယ်ရစ်ထဲမှာတကယ်ပြန်ပြီးတော့အားကောင်းလာတယ်လေးမှတ်ပဲကွာတော့တယ်လက်ရှိခြေစွမ်းရမက်ဆီတီကတော်တော်လေးကိုဘာဖက်ပြန်ဖြစ်လာပြီးတော့ရက်တန်လို့မရတဲ့ဟာလန်ရဲ့ခြေစွမ်းနေလဲတော်တော်လေးကိုဒါနိုင်ငံသင်းမှာလဲဟာလန်ကတောက်လျှောက်ဂိုးတွေမြူးနေရဆိုတော့ဟာလန်နဲ့မက်ဆီတီတို့တော်တော်လေးကိုအချိန်ရနေတဲ့အချိန်လို့ပဲကျွန်တော်တို့ယူဆချင်ပါတယ်ဗျမှန်ပါတယ်ဒီယာဒီကမက်ဆီတီသင်းရဲ့ရလက်တွေကဟာလန်နဲ့တိုက်ရိုက်အချိုးကျနေပါတော့ဒီယာဒီပရီးမီးယားလိဒါ၁၁ပွဲပြီးမှသွင်းကို၁၄ကိုသွင်းထားတယ်ချန်ပီယံလိမှာ၅ကိုသွင်းကို၁၆ကိုနဲ့ဒါဂိုး၂၀ ဒီအမြန်ဆုံးပြည့်တဲ့ကစားသမားတွေထဲမှာပြိုင်ပွဲဆုံးပေါ့နော်ဒါသူကိုယ်တိုင်2022 23ဘောလုံးရာသီကအောက်တိုဘာ10မှာ90ပြိုင်ပွဲဆုံး90ပြည့်ခဲ့ဘူးတယ်အဲ့ဒီဟာတော့ဒါမမီတော့ပေါ့နော်အခုဒီနေ့ကပြီးတော့သူနောက်တစ်ယောက်က1993 94မှာအန်ဒီကိုက90ကိုနိုဝင်ဘာ21မှာပြည့်ခဲ့ဘူးလေဆိုတော့ဒါတကယ်လို့ဒါဒီဘက်မှာကိုယ်စွမ်းနိုင်ငံဆိုရင်21တော့မဟုတ်တော့ဘူးနိုဝင်ဘာ22ဖြစ်သွားမယ်90ဒါနောက်ထပ်တတိယမြောက်ပေါ့နော်အမြန်ဆုံးပြည့်တဲ့မှတ်တမ်းလဲပိုင်ဆိုင်လာဖို့ရှိရဆိုဟာလန်ဘယ်လောက်ထိလုတ်ပြမလဲတစ်ဖက်က နျူကာဆယ်ရောဟာလန်ကိုဘယ်လိုပုံစံမျိုးနဲ့ရက်တန့်ပြမလဲဒီချက်ကမက်ဆီဒီရဲ့ရလက်ကောင်းခြင်းမကောင်းခြင်းနဲ့တိုက်ရိုက်သက်ဆိုင်မလို့ထင်ပါအဲ့တော့တသိန်းချင်းစီရဲ့အနေထားလေးတွေကိုဒါကိုလို့ဆက်ပြီးတော့သွားကြည့်အောင်ပါနျူကာဆယ်ကကိုချင်းကြီးပြောခဲ့သလိုပဲ အဓိကကစားသမားတွေ၄၅၆ယောက်လောက်ဒီဘက်မှာမပါနိုင်ဘူးဒါတောင်မစားသမား Gordon ဒီဘက်မှာပါဖို့မသေးကြဘူးကွန်းလယ်ကတိုနယ်လီဒဏ်ရာနေတယ် Liverman တို့မကစားနိုင်တာကြာပြီဒါ Nippon တို့ Julian Dan တို့ Dan Ban တို့ကနောက်ဆုံးပွဲမှာသူတို့ဒါအတီးတီးနဲ့ဒဏ်ရာပြဿနာတွေရတယ်ပွဲပက်ခံထားရဆိုတော့တကယ်ကိုကြီးမားတဲ့ထိုးနှက်ချက်တွေနဲ့ရင်ဆိုင်နေရတယ်ပို့ပြီးဆိုတာက Brentford နဲ့ပွဲစဉ်မှာဆိုရင်ဒီပွဲလုံးမှာကန်ချက်ကကိုပေါက်တဲ့ကန်ချက်တစ်ချိန်ပဲရှိခဲ့တယ် expected expected goal ကလည်း0.44ဆိုတော့တော်တော်ကိုအားနေခဲ့တာ ဒါမထုတ်ခင်တည်းကလည်းအားနေနေတာထုတ်ပြီးအချိန်မှာပိုဆိုးသွားတယ်ပေါ့နော်။ပြန်ဘက်က Brandford ကဒါ expected ကို2.34တိရှိခဲ့ပြီးတော့တော်တော်လေးရုန်းကန်ခဲ့ရတဲ့ပွဲဆိုတော့ဒီလိုအခြေအနေမျိုးမှာတစ်ဖက်က Man City လိုအားကောင်းပြီးတော့အရာရာပြေဆုံးနေတဲ့အသင်းယုံကြည်မှုအယမ်းမြင့်နေတဲ့အသင်းနဲ့ကစားမယ်ဆိုတော့အဲ့တော့ Newcastle ဘလို့ပြင်ဆင်လာတဲ့လဲဒီဘက်မှာရောဒီဘက် Eddie Howe နေနဲ့ဘလို့အခင်းချင်းမျိုးနဲ့ရင်ဆိုင်လာမှတင်တဲ့ဒီပုံမှာလည်းသုံးသပ်ပေးပါအောင်ဟုတ်ကဲ့ပါအဲ့တော့ နျူကာဆယ်ကိုကျွန်တော်မြင်တာကတော့လေနျူကာဆယ်ကကရက်တာနှစ်မျိုးလို့မြင်ရတယ်။အိမ်ကွေးမှာတစ်မျိုးအဝေးကွင်းတစ်မျိုးအဝေးကွင်းပြဿနာကတတော်အားလဲလွန်းနေတယ်။ဒီရာဒီအဒီဟောင်းနဲ့နျူကာဆယ်ကအဓိကပြဿနာအဝေးကွင်းပြဿနာအဝေးကွင်း6ပွဲမှာ၃ပွဲတည်၃ပွဲရှုံးနဲ့၃မှတ်ပဲရပြီးတော့တပွဲမှလည်းမနိုင်သေးဘူး။အဲ့ဒီပြဿနာကိုမရှိအဲ့လိုဖြစ်နေလို့လေအဝေးကွင်းတွေမှာသူတို့မထင်လောက်အောင်ယော့နေလို့လေဒီလို အခုအဆစ်14နဲ့ရောက်နေရပါတော့။ပြီးတော့နောက်တစ်ခုပြဿနာကကွင်းလေကတကယ်မှာပါတယ်။ညူကဆယ်ကွင်းလေကကျွန်တော်တို့မာကျော်မှုဘိုင်းမှာပရီးမီးယားလိမှာကျွန်တော်တို့ကြိုက်တဲ့ကွင်းလေနဲ့ရှင်သူတို့ကွင်းလေတော့ဘယ်အသင်းမှမမာဘူး။ဂျိုလင်တန်ဂွီမာရီတိုနယ်လီကွင်းလေကတော်တော်ကိုမာတယ်။ဒါပေမဲ့ပြဿနာကဘာလဲဆိုခရီးတစ်ပိုင်းအရန်အားနေသွားတယ်။အဲ့မာကျော်မှုကိုပဲ physical ဘိုင်း strong ဖြစ်ဖို့ကိုပဲအားပြုလိုက်တဲ့အရန်အားပြုပြီးတော့တစ်နှစ်လာလဲလာပဲနှစ်နှစ်လာလဲဒါပဲပြီးတော့ rotation အဲ့ဒီဟောင်းနည်းနည်းလေးအားနေသွားတာကအဲ့ဒီကွင်းလေကို innovative ဖြစ်အောင် creative ဖြစ်အောင်နှစ်ပြန်ပြီးမောမှန်ဖို့ကိုသူနည်းနည်းလေးပြက်ကွက်သူဒီကွင်းလေပေါ်မှာပဲအားပြူလာအယမ်းများသွားပြီဗျာ200ဒီလောက်ရှိနေပြီပြိုင်ပတ်တိုင်းကလည်းသိနေပြီဒီ new ကဆယ်ကွင်းလေဘလို့မာလဲဘလို့အလုပ်လုပ်နိုင်လဲဆိုတာအဲ့တော့ creative ဘိုင်းအားနဲ့လာတဲ့ပြဿနာတွေ နောက်ပိုင်းမှာဂျင်းဆိုင်လာရတယ်ဒီကွင်းလယ်မှာအမှန်တမ်းပြောရင်တော့ဂျက်ကော့ရန်စီတို့လိုဝီလော့တို့လိုလူငယ်ကစားသမားလူးစ်မိုင်လီတို့လိုသူ့မှာရှိတယ်ဒါပေမဲ့အဲ့ကစားသမားတွေကိုအဒီဟောင်းကိုတိုင်းရဲဝဝမတုံးရဲဘူးပေါ့နော်အဲ့ပြဿနာတွေအကျိုးဆက်တွေကိုနျူကာဆယ်ခံလာရတယ်နောက်ပိုင်းမှာကစားသမားတွေကပွဲပန်းမှုပြဿနာတွေပါလာတယ်ဒဏ်ပြဿနာတွေနောက်ဆုံးဒီကစားသမားတွေပဲဥရောဟိုဥရောပပြိုင်ပွဲတွေရောပရီးမီးယားလိရောတပတ်နှစ်ပွဲလောက်ကစားတဲ့ပုံမှာအရန်ပွဲပန်းလာပြီးအခုဆိုရင်ကစားသမားတွေရဲ့ပုံမှန်ရှိတဲ့ကြံ့ခိုင်မှုရဲ့ တရားခံလို့မရှိတော့တာသေးကြတယ်အားကြောင့်ထိုင်ပြတ်တာအခုဆိုဂျိုလင်တန်တန်ရထားတယ်ဒီဘက်မှာဆိုတိုနယ်လီပါဖို့မသေးကြဘူးအဒီဘက်မှာအဓိကနယူကာဆယ်ရဲ့ဘက်မှာစောင့်ကြည့်ရမှာကသူတို့မှာဟိုကစားမ6ရောက်လောက်ဒီဘက်ကလွဲဖို့များတယ်ခေါ်တွန်လည်းမပါနိုင်ဘူးဒါနစ်ပုတ်လည်းမပါနိုင်ဘူး ိုနယ်လီဂျူလင်တန်ဒမ်ဘန်ပွဲပဲခန္ဓာဒမ်ဘန်ကတော့လုံးဝသေးကြတယ်လီဗာမန်တို့လည်းမပါနိုင်ဆိုအဲ့ဒီမှာတချို့ကစားသမားတွေကတော့မြန်ပြီးတော့မျောလင့်လို့ရတယ်ဥမာဂိုးမန်နစ်ပုတ်ဆိုဥကောင်းထိုင်ထိုင်ထိထားတာဆိုတော့ဒီပွဲမှာပြန်ဖမ်းမလားပေါ့နော်နစ်ပုတ်နဲ့ရန်စတဲကြားမှာလည်းလက်ရှိယုံကြည်မှုချင်းကအများကြီးကွာတယ်ရန်စတဲကလည်းသူ့ရဲ့ prime time မှာတော့အကောင်းဆုံးဆိုပေမဲ့လက်ရှိကာလမှာအရန်ခုံရောက်နေချိန်မှာသူ့ရဲ့လက်စွမ်းက စိတ်ချလို့မရတော့ဘူးနစ်ပုတ်ကတော့တော်တော်လေးလက်ဆွမ်းကောင်းတယ် response နဲ့အရင်ကောင်းတယ်ဆိုနစ်ပုတ်ပါနိုင်တာနဲ့မပါနိုင်တာချားမှာလဲအများကြီးကွာသွားလိမ့်မယ်အဲ့တော့နစ်ပုတ်ကပြန်ပါလာရင်တော့ဒါအားတက်ထရာပဲ run တဲ့နဲ့ပေါ်ထွက်လာမယ်ဆိုတော့တော်တော်စိတ်ပူဖို့ကောင်းတယ်ခန်းစစ်ကြောင်းမှာ liverman တို့ကလည်းမပါနိုင်ဘူးဓာမန်လည်းမပါတော့ဒီခန်းစစ်ကတော်တော်အားလိမ့်မယ်ကျွန်တော်ထင်တာတော့ newcastle ဒီပွဲမှာ3 back နဲ့ကစားတင်တယ်လို့ထင်တယ်3 back နဲ့ကစားပြီးတော့ဒီတောင်မန်တစ်ဖက်ကနေပြီးတော့ဘာလို့ဆိုတော့ဓာမန်မပါနိုင်တဲ့ဘယ်နောက်ခံလူနေရာမှာ louis hall ကိုသုံးရမယ်ဆိုရင် louis hall ရဲ့အရာမောင်ကြန့်ခိုင်မှုပါပါလိမ့်နဲ့ man city ရဲ့တစ်ဖက်က haaland လိုတိုက်စစ်မှုမျိုးကိုထိန်းရတာတော်တော်မလွယ်ဘူးဆိုတော့ 3 back ပုံစံမျိုးနဲ့ကစားတာပို့ပြီးတော့တင့်တော်မယ်လို့ထင်တယ်။ကွဲလယ်မှာလည်းတူနယ်လီအချိန်မီပြန်သက်တာလာမလား။သက်တာလာရင်တော့ဂရီမာရီနဲ့တူနယ်လီကစားမယ်ဆိုရင်တော့မဆိုးဘူး။ဒါ343ပုံစံလေးဆိုရင်တော့မဆိုးဘူး။တိုက်စစ်ပိုင်းမှာဂေါ်တော်မပါနိုင်ဘူး။အဲ့တော့ဝါတာမာရီယိုပဲကျွန်တော်တို့အထောက်မှာတော့မျှော်လင့်ကြည့်ကြမှာနိုင်ငံဂျာမနီမှာလည်းဂိုးတွေသွင်းနေတယ်။သူကတော့ရောက်လာတဲ့တောင်းချောင်းအေးဆက်မရှိတော့တဲ့တိုက်စစ်ပိုင်းကိုသွင်းဂိုးတွေနဲ့ကြားခံပေးထားတယ်။သူတယောက်တိုင်းတာနဲ့ဆိုရင်တော့မဆိုးပါဘူး။တော်တော်လေးဒါ ခြေသွမ်းပြနိုင်တယ်။နယ်ပယ်သစ်မှာပရီးမီးယားလိမှာဒီလောက်ထိလုတ်ပြနိုင်မယ်လို့တော့မထင်ထားဘူး။ထင်ထားတဲ့အများကြီးပိုကောင်းအောင်လုတ်ပြနိုင်တယ်။ iset ရှိရင်တော့မှဒီလောက်ကောင်းပါမလားလို့တော့ပြန်တွေးလာအောင်ဝါတာမာတွေကောင်းနေခဲ့တယ်။ဒါပေမဲ့သူ့ကိုလုံလောက်တဲ့ပံ့ပိုးမှုတွေမလုတ်ပေးနိုင်တာညူကာဆယ်ပြဿနာလို့ထင်တယ်ပေါ့နော်။ကျွန်တော်ထင်ရှေ့မှာပြောခဲ့သလိုပါပဲ။ဖန်တီးမှုတွေအရန်အားနေတယ်။ cross ball တွေအရန်အားနေတယ်။ဝါတာမာတွေကဒီထက်ပိုပြီးတော့ creative ကောင်းကောင်းနဲ့ဖန်တီးမှုတွေဒီထက်ပိုလှုပ်ပေးနိုင်ယူကာဆယ်တိုက်ဆက်ကအဲ့လောက်ရုံးကြအောင်ပေါ့အခုက premier league မှာ17ဂိုးလောက်ပဲသွင်းနိုင်ပြီးတော့17ပွဲမှာ17ဂိုးဆိုတော့တပွဲတစ်ဂိုးလောက်ပဲရနေတဲ့ပြဿနာဒါပေမဲ့ယူကာဆယ်ကိုကျွန်တော်မေ့ထားလို့မရတာစင်ချင်းပတ်တည် ဘလို့ပြိုင်ဘက်ကိုမှတို့တို့မကြောက်ခဲ့ဘူးဘာစီလိုနာလိုအသင်းကိုလည်းရှင်ကစားခဲ့တယ်ရှုံးတော့ရှုံးတယ်ရင်ပေါင်တန်းကစားခဲ့တယ်အခက်တွေ့အောင်လုပ်နိုင်ခဲ့တယ်အာဆန်နယ်ကိုလည်းအခက်တွေ့အောင်လုပ်နိုင်ခဲ့တယ်လီဗာပူးကိုလည်းအခက်တွေ့အောင်လုပ်နိုင်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒီစိန်ချင်းဘက်ဖြစ်နေတဲ့မာကျော်မှုကိုတော့ကျွန်တော်မေ့ထားလို့မရဘူးမန်စတီအရန်ကောင်းနေတယ်နျူကာဆယ်လူမဆုံးဘူးတော့မှန်တယ်ဒါပေမဲ့နျူကာဆယ်ကတို့တို့အိမ်ကွင်းမှာဆိုရင်ဘလို့ပြိုင်ဘက်ကိုမှအကြောက်လန့်မရှိရဲဝဲဝဲကစားတတ်တဲ့သူ့ရဲ့ဇာတ်လိုက်လက္ခဏာကိုရ ဒါမက်စတီတဲ့အရန်ကြီးတော့လေထင်သလောက်တော့အရန်ကြီးလွယ်နေမယ်လို့တော့ကျွန်တော်မထင်ဘူးဗျဟုတ်ကဲ့ပါနယူကာဆယ်ကိုသတိထားမိရတာအဲ့ဒီမာဂျောမှုမာဂျောမှုဆိုတဲ့ဟာကိုအပြည့်ရင်းနဲ့သူတို့ရဲ့ပုံမှန်သွားခြင်းနဲ့ရက်တန်ပြောက်သွားလို့ထင်တယ်။မာတာတော့တကယ်ကို special မာတဲ့အသင်။ဒါပေမဲ့အဲ့ဒီမာတဲ့ကွင်းလေကိုပဲအပြုကစားရင်ကစားရင်နဲ့ကစားသမားတွေကြံ့ခိုင်မှုပြဿနာတွေကြုံလာတယ်။ပုံမှန်ခြေစွမ်းအုပ်ကိုရောက်လာတယ်။အဲ့ဒီကစားသမားတွေကိုလည်းတခြား လူငယ်တွေနဲ့ပေါ့နော်တခြားအရန်တွေနဲ့သူရဲရုံအစာမထိုးရတဲ့ပြဿနာကိုရင်ဆိုင်နေရတဲ့နောက်ဆုံးနှစ်ပွဲဆိုရင်အဲ့နှစ်ပွဲဆက်လဲရှုံးခဲ့တယ်ပြီအဲ့နှစ်ပွဲစလုံးကဥဆောင်ကိုတွေရပြီးမှရှုံးခဲ့တာဒါဒီရာသီနေနဲ့ကြည့်မယ်ဆိုရင်ပရီးမီးယားလိမှာ၃ပွဲရှိပြီဥဆောင်ကိုတွေရပြီးမှရှုံးခဲ့တာဆိုရှစ်ပြီးခဲ့တဲ့ရာသီ2024-25တရာသီလုံးမှာမှဥဆောင်ကိုရပြီးမှရှုံးတာတပွဲပဲရှိတယ်အဲ့ရှစ်တရာသီ2023-24မှာဥဆောင်ကိုရပြီးမှရှုံးတာနှစ်ပွဲပဲရှိဆိုပြီးခဲ့တဲ့နှစ်ရာသီလုံးမှာမှဒါဥဆောင်ကိုရပြီးမှရှုံးတဲ့ပွဲ၃ပွဲပဲရှိတယ်ဒီရာသီမှာလက်ရှိပွဲစဉ်၁၁မှာပဲဥဆောင်ကိုတွေရပြီးမှ ုံးမဲ့ရှုံးထားတယ်အာဆင်နယ်ကိုရှုံးခဲ့တဲ့ဝက်ဆန်ကိုရှုံးတယ်ဘရန့်ဖို့ရှုံးတယ်ဒါသူတို့ရဲ့ပုံမှန်မဟုတ်တဲ့ဒါရလက်တီလို့ပြောလို့ရတယ်ပြီးတော့နောက်ထပ်စိုးရင်စရာကောင်းတာကအက်ဒီဟောင်းရဲ့အသင်းကအမှန်ကန်မာတယ်ကစားအားကောင်းတာမှတ်မိမဲ့မန်စီးတီးကိုအက်ဒီဟောင်းကဘယ်လိုမှမကစားတတ်ဘူးအသင်းဟောင်းဘုံမောက်မှာလည်းအက်ဒီဟောင်းကမန်စီးတီးနဲ့တွေ့တိုင်းရှုံးတယ်နယူကာဆယ်လာတော့လည်းအလားတူပဲမန်စီးတီးကိုသူအမြင့်ဆုံးလောက်တရေလောက်ပဲကစားနိုင်တယ်နောက်ဆုံး18ပွဲမှာတရေပဲ2ပွဲပဲကြာပြီ16ပွဲထိရှုံးခဲ့တယ်ဆိုတာနီးပြတယောက်နေနေဆိုပြိုင်ဘက်အသင်းတစ်သင်းကိုလုံးဝရှင်းမရဘူးဆိုတဲ့ဒါ record ဆိုတခုတောင်ကျုံနေတယ်ပြီးတော့ premier league မှာကြီးမယ်ဆိုတော့နောက်ဆုံး35ပွဲမှာ newcastle က man city ကိုတပွဲပဲနိုင်ခဲ့တယ်ဒါဒီချက်လက်တွေကျွန်တော်တို့မဖတ်ထားမိလုံးဝယုံနိုင်စရာမရှိဘူး newcastle တလောက်မာတယ်တလောက်ကောင်းနေတဲ့အတင်က man city ကိုနောက်ဆုံး35ပွဲမှာတပွဲပဲနိုင်ခဲ့တယ်ဆိုတဲ့ချက်ကလုံးဝဒါလက်ခံနေနိုင်ရမဟုတ်တဲ့ချက်6ပွဲတည်း20ရှစ်ပွဲတိရှုံးခဲ့တယ် 2019နောက်ပိုင်းမှာသူတို့လုံးဝမနိုင်ခဲ့ဘူးဆိုတော့ဒီပွဲမှာလည်းသူတို့ရဲ့လက်ရှိကြုံတွေ့နေရတဲ့ဒဏ်ဒဏ်ရာပြဿနာတွေလူမဆုံတာတွေကြံ့ခိုင်မှုပြဿနာတွေကထပ်ပြီးတော့ဒါအဒီဟောင်းကိုတော့6လက်နေလို့မထင်နဲ့တစ်ဖက်မှာတော့ Man City အသင်းကယုံကြည်မှုလည်းအရန်အားကောင်းနေတယ်ဒဏ်ရာပြဿနာလည်းကြီးကြီးမားမားမရှိဘူး Rodri နဲ့ဒါ Cobra စစ်လောက်ပဲရှိရဲဆို Rodri က mechanic ကလည်း Ryan နဲ့ရုံးကန်နေရတဲ့အသင်းတရားဒီမှာလည်းပြပြဝဝကစားထားနေတဲ့ကစားသမားမဟုတ်ဘူးသူတို့မှာတကယ်ကို Haaland လို့ Go သွင်းဆက်ရှိတယ်ဒါ Doku လို့ပြိုင်ဘက်ခံစစ်ချောင်းကို ဖီယိုဖျဲဖျက်အောင်လုံနိုင်တဲ့တကယ်ကို dribbler ကောင်းရှိတယ်။ကွက်လက်မှာလည်းဖန်တီးမှုအရန်အားကောင်းတဲ့ Foden တို့အခုလာနောက်ထပ်လူငယ်ခြေတက် Ryan Shaqiri တို့လိုကစားမမျိုးတွေရှိဆိုအဲ့တော့ Man City နဲ့ပတ်သက်ပြီးလည်းကိုချင်းကြီးအမြင်လေးပြောပေးပါဦး။ဟုတ်ကဲ့ပါ Man City တဖြည်းဖြည်းချင်းပြန်တီဆောက်တာကရုပ်လုံးပေါ်လာပြီလို့ကျွန်တော်ခံစားရတယ်ပေါ့နော်။ ဟိုပထမဆုံးကျွန်တော်ဂိုးသမားနဲ့စပြောရင် Ederson နဲ့မနှစ်ကအမှားတွေ individual error တွေအများကြီးပြီးစိတ်မချခဲ့ရတဲ့ Ederson နေရာမှာ Donnarumma လို့ stop stopper တကယ် response ကောင်းတဲ့ဂိုးသမားရောက်လာတဲ့ကြောင်းခံစစ်ကြောင်းကအရန်ကိုစိတ်ချလုံခြုံတယ်လို့ခံစားသွားပြီးတဲ့နောက်မှာပြီးတော့ Vardy ရောအထက်ထက်လိုက်တဲ့နောက်မှာလည်း Ruben Dias နဲ့ Vardy ရောအတွဲရလဲ Premier League ရဲ့ဒါစောင့်ကြည့်ကြင်စရာအကောင်းဆုံးဘိုးခံစစ်အတွဲဖြစ်လာတယ်ပြီးတော့ Man City ရဲ့ဖြည့်ရှင်းရမယ့်ပြဿနာတွေအကြီးအမားဆုံးပြဿနာက Walker ရောမရှိတော့တဲ့ကဒီခံစစ်အဆုံလူတွေပြဿနာတွေအားနေနေတာ လက်ရှိမှာလည်းအိုက်ခန်စစ်အဆုံလူနေရာအတွက်ကိုရီကိုလူးဝစ်တို့ဒီနေရာဒီခေါ်တာအင်နူရီတို့အများကြီးမျှော်လင့်ထားပေမဲ့မထင်မှတ်ဘဲနဲ့အဖြေဖြစ်သွားတာကမနှစ်ကအချိန်ပိုင်းရလိုအပ်ချက်ရဖြည့်ကစားပေးရတဲ့မာတီယန်နူနက်စ်ကအခုမှအဲ့ဒီညာနောက်ခံလူနေရာမှာပိုအံဝင်လာတယ်သူရဲ့ခွန်နဲ့အားနဲ့ defensive action တွေရောတိုက်စစ်လိုက်ပါမှု overlap တွေရောမာတီယန်နူနက်စ်ကအခုညာနောက်ခံလူတယောက်အလားကိုခြေသွမ်းပြနေတာနောက်ဆုံးနှစ်ပွဲသုံးပွဲလောက်မှာအရန်တိတာတယ်အဲ့ညာချမ်းကပြိုင်ဘက်ကလည်း မန်စီးတီးကိုထိုးပေါက်ဖို့ကအရန်ခတ်လာတယ်လို့သူ့ရဲ့ညာချမ်းကတိုက်စစ်လိုက်ပါမှုတွေ crossing နဲ့နောက်ဆုံး liverpool နဲ့ပွဲမှာဆိုအဖွင့်ကို crossing နဲ့ဖန်တီးမှုလုပ်ပေးသွားနိုင်တယ်တော်တော်အားကောင်းလာတယ်တိုးတက်အဆုံးကစားသမားတော့ nico orain လေးပဲ dr သည် man city လူငယ်အကယ်ဒမီကစားသမားမနစ်ကရေက orain လေးကတချို့တချို့ပွဲတွေမှာပွဲထွက်ခွင့်နေနဲ့သူ့ရဲ့အရေးသွေးကိုပြနေအခုဆိုလက်ရွေးစင်အသင်းကြီးအင်္ဂလန်လက်ရွေးစင်အသင်းမှာလည်းပွဲထွက်ခွင့်နေရလာပြီပထမဆုံးရွေးချယ်ခံရတဲ့နေရာလေးလည်းရနေတယ် နောက်ဆုံးပွဲတွေမှာဆိုလဲဂိုးဖန်နီးမှုတွေ၊တွင်းကိုးတွေနဲ့တောက်လျှောက်နောက်ဆုံးကစားတဲ့ပရီးမီးယားလီဂ်လေးပွဲမှာတွင်းကိုးတွေတွင်းနဲ့ဂိုးဖန်နီးမှုတွေလုပ်တယ်ဆိုတော့တိုက်စစ်ကိုလိုက်ပါမှုတွေနဲ့အရန်အားကောင်းတဲ့အိုရိုင်လီကိုလည်းပိုင်ထားဆိုတော့မက်ဆီဒီယက်ဒီအားနည်းပါလေဆိုတဲ့ခံစစ်အစုံလူတွေနေရာသူတို့ပြန်အားကောင်းလာတယ်။အရင်ကဝိနေတဲ့နေရာတွေကသူတို့ရဲ့စတောင်းစုံတွေပြန်ဖြစ်လာတယ်။ရူဒီမပါတဲ့ကွင်းလယ်မှာလဲနီကိုဂွန်ဇာလက်ကတဖြည်းဖြည်းချင်းပရီးမီးယားလီဂ်နဲ့ပိုအန်ဝင်လာပြီးတော့ ဘနာရိုဆေးဗားဒီနေရာမှာပို့အခေရကြရတယ်ကျွန်တော်တို့သိပြီးတော့မမြင်ကြဘူးလို့ထင်တယ်ဘနာရိုဆေးဗားကရိုမင်းပုံစံမျိုးနဲ့ကွင်းလယ်မှာအသင်းရဲ့ဟန်ချက်အားလုံးကိုသူကိုယ်တိုင်လိုက်ပြီးတော့ထိန်းညှိကစားပေးနေအသက်အရွယ်ကြောင့်မှန်တယ်သူ့ရဲ့ prime time ကိုကျော်သွားပြီအကောင်းဆုံးကစားလှုပ်အားနှုံးလည်းမရှိတော့ဘူးဆိုပေမဲ့သူ့ရဲ့အတွေ့အကြုံတွေနဲ့ war rate ကိုတန်ဖိုးအတင်ချလိုက်နေဒီကိုကွန်ဆက်လက်ကိုအကောင်းဆုံးထိန်းချောင်းပေးသွားရတဲ့အတွက်ကြောင့်ဒီကွင်းလယ်တွဲဆက်မှုကတော်တော် combination ရလဲ တော်တော်တည်ငြိမ်သွားတယ်အဲ့ဒီတော့ကြောင့်ရှေ့ကအလုပ်လုပ်ရတဲ့ဒိုကူတို့ဖိုဒန်တို့ချာကီတို့ဟာလန်တို့ကနောက်ကိုဘာမှလှည့်ကြည့်စရာမလိုပဲနဲ့စိတ်အေးလက်အေးနဲ့တိုက်စစ်မှာအလုပ်လုပ်ခွင့်ရတယ်ဒိုကူကတော့ကျွန်တော်တို့ဒါရှေ့မှာအများကြီးလဲဝေဖန်ခဲ့ဘူးပါတယ်အုံနောက်သုံးကစားတာအရန်အားနေခဲ့တဲ့ကစားမှာဂွာဒီယိုလာရဲ့တင်ချားမှုတွေတွန်တင်မှုတွေအနည်းပြကောင်းတရားအောင်မှာရှိနေတဲ့ကစားမတစ်ယောက်ကဘလို့လမ်းကြောင်းမှန်နဲ့တိုးတက်လာလဲဆိုတော့မှန်တယ်ရှေ့မှာဒိုကူကလှုပ်တဲ့အချိန်တွေမှာပေးရမယ့်အချိန်ဆိုမပေးဘူး မကန်းမဲ့ချိန်ဆိုမကန်ဘူးမလုတဲ့နိုင်လှုပ်တယ်ဘောလုံးတွေကင်တယ်ဆိုမဲ့ချက် decision making တွေမှာအရင်အားနေခဲ့တဲ့ကစားသမား ambro တွေအားနေဒါပေမဲ့လက်ရှိချိန်မှာအဲ့ဒီကစားသမားနောက်တစ်ယောက်အလားပဲလက်ရှိ premier league ရဲ့ကြောက်စရာအကောင်းဆုံးတောင်ပန်ကစားသမားဖြစ်နေတယ်တူချင်းကြော်ဖြတ်မှုတွေမှာငကူရဲကကောင်းပြီးသားအခုလည်းကောင်းနေတယ်ဒါပေမဲ့ decision making တွေကအရင်အားကောင်းသွားပြီးတော့ပေးရမယ့်ချိန်တွေကန်ရမယ့်ချိန်တွေသူ့ရဲ့နေရာယူပုံတွေဆုံးဖြတ်ချက်တွေအရင်အားကောင်းလာတဲ့ကြောင့်ဒိုကူကိုတူချင်းထိန်းချုပ်တာတော်တော်မလွယ်တော့ဘူးလေဘောင်းနဲ့ပွဲမှာဆိုလေဘောင်းဘာလို့ရှုံးလဲဒိုကူကိုမထိန်းနိုင်လို့ပွဲသားချင်း63မိနစ်မှာသူ့ရဲ့ ဒီတတိယမြောက်ကိုသွင်းလိုက်တဲ့ကိုသွင်းပုံစံကလည်းတတော်ကိုတိုက်ရက်လွန်တယ်အဲ့ကိုသွင်းပြီးတဲ့ကလည်းအဲ့ပွဲမောင်းတဲ့မက်ကို63မိနစ်မှာပြေးလိုက်တဲ့ကဘလောက်တောင်ကြောက်ဖို့ကောင်းလဲထင်းရခက်လဲဆိုတာမြင်ရပါတယ်အဲ့တော့ Foden တဖြည်းဖြည်းတော့ကောင်းလာနေပြီဒါပေမဲ့အရင်ဖိုဒန်ကိုတော့မမှီသေးဘူးဒါပေမဲ့တဖြည်းဖြည်းချင်းအသင်းလိုက်ဟန်ချက်တွေကြားမှာတိုးတက်လာအောင်မယ်လို့ထင်တယ်ဖိုဒန်အကောင်းဆုံးပလိုင်းတိုင်းကိုမမှီသေးဘူးချာကီပိုကောင်းလာတယ်ချာကီရဲ့ဒီဘရိုင်းရဲ့ကွက်လက်ကိုဖြည့်နိုင်တဲ့ကစားမမျိုးဆိုတာမျိုးမြင်လာရတယ်ဒီဘရိုင်းနဲ့တော့သူ့နဲ့ကြားမှာစတန်ဒတ်ကတော့အဝေးကြီးရှိပါသေးတယ်ဒါပေမဲ့ဟာလန်လိုတိုက်စစ်မှုမျိုးရှိနေတဲ့အသင်းမှာချာကီလိုမျိုးဖန်တီးမှုအားကောင်းတဲ့ကစားမမျိုးလူကိုလူတယ်အဲ့တော့ချာကီလိုကစားမမျိုးရလာဟာလန်အတွက်အရန်ကောင်းတယ်မက်စတီးရဲ့အားသာဆုံးအချက်ကတော့ဟာလန်ပါပဲဟာလန်ကိုဒီချိန်မှာ ဘယ်အသင်းမှဘယ်ခံစစ်ကစားမှမရက်တက်မှုမလွယ်ဘူးဒီရာသီကစားထားတဲ့နိုင်ငံနဲ့ကလပ်နဲ့ပြိုင်ပွဲဆိုပွဲ20မှာဂိုးမသွင်းနိုင်တဲ့ပွဲကနှစ်ပွဲပဲရှိတယ်ဗီလာကို1-0ရှုံးတဲ့ပွဲ၊စပါကို2-0ရှုံးတဲ့ပွဲ18ပွဲမှာဂိုးသွင်းနိုင်တယ်။အခုဆိုရင်နိုင်ငံနဲ့ကလပ်အတွက်ပွဲ20မှာ32ဂိုးသွင်းထားရဆိုတော့တကယ်ကြောက်စရာကောင်းတဲ့ဂိုးသွင်းအားကြီးပြ။ပရီးမီယာလိ17ပွဲမှာ14ဂိုး၊ပြိုင်ပွဲဆုံးဒီရသည်19ပွဲမှာအဲ15ပွဲမှာ19ဂိုး ပြိုင်ပွဲဆိုနိုင်ငံရဲ့ကလပ်တွေပွဲ20မှာ32ဂိုးဆိုတော့ကြောက်စရာကြီးဒီတရာဒီအတွင်းမှာပွဲ9တရာများပြည့်သွားမလားဆိုတဲ့မေးခွန်းတွေကဟာတာမဟုတ်တော့ဘူးဒါပဲကျွန်တော်ဘောလုံးသမိုင်းမှာဘယ်စီဇန်တစ်ခုအတွင်းမှာ10လပဲရှိတဲ့ဒီ August ကနေပြီးတော့ May ထိကစားရတဲ့ပြိုင်ပွဲစီဇန်တစ်ခုမှာဘယ်ကစားမှမ9တရာနိုင်ငံရဲ့ကလပ်တွေမသွင်းခဲ့ဘူး Messi ရဲ့ prime time ဒီ2017ဆနစ်ရာသီတုန်းကတော့မှာ ဒါ62ခုသွင်းခဲ့တယ်ဆိုတာတရားဒီမဟုတ်ခဲ့ဘူးအဲ့လိုကတော့မှသူတို့ဒါသွင်းခဲ့တာကျွန်တော်မှတ်တမ်းနေပြန်ကြည့်လိုက်တော့ January ကနေပြီးတော့ December သူကပြက်ကနေနှစ်တစ်နှစ်အတွင်းမှာ62ခုသွင်းခဲ့တာသူတော်မှ season တစ်ခုထဲမှာဆိုရင်အဲ့ဒီရာဒီတော့သူသွင်းခဲ့တာ88ဂိုးလာပဲရှိခဲ့ဆိုတော့ဟာလဲဒီရာဒီကစံချိန်အားလုံးကိုချိုးမယ်ဆိုချိုးသွားလောက်တယ်အဲ့ဒါကပဲ Man City ကိုအမြင်မှားဆုံးအောင်မြင်မှုလူစေးကိုခေါ်ဆောင်သွားနိုင်မယ်လို့ကျွန်တော်ယူဆပါတယ်မှန်ပါတယ်တကယ်လို့ဒါဒီပွဲမှာ62ဟာလန်အတွက် Premier League မှာ ဂိုးတရာပြည့်တဲ့ဘွယ်ဖြစ်လာမယ်ပေါ့နော်ဂိုးတရာကိုအမြန်ဆုံးပြည့်မဲ့ကစားသမားလည်းသူပဲဖြစ်လာမယ်124ဘွယ်ကစားပြီးတော့အလန်ရှိရဂိုးတရာပြည့်ခဲ့ရဆိုတော့အခုသာသူက108ဘွယ်ကစားတာဒီဘွယ်က109ဘွယ်မြောက်မှာဂိုးတရာတေချာဖို့ပြည့်သွားမယ်လို့ထင်တယ်ဆိုတော့ဟာလန်ကိုရက်တက်မှုလုံးဝမလွယ်ဘူးအဲ့ဒီရက်တက်မှုမကြိုးရက်တက်မှုမထိန်းချုပ်နိုင်ခဲ့ရင်လေဟာလန်ကိုမထိန်းချုပ်နိုင်ခဲ့ရင်လေအဲ့ဒီအ ရလက်ကောင်းရဖို့မလွယ်ဘူးဆိုတာလီဗာပူးနဲ့ပွဲမှာကျွန်တော်မြင်ခဲ့ရပြီဆိုတော့ဟုတ်ကဲ့ပြီးတော့ထူးခြားတာမန်စီးတီးကကိုချင်းကြီးပြောသလိုပဲခန်းစစ်ကြောင်းကလည်းတိုးတက်လာတာတွေ့ရတယ်အဲ့ဒါလဲဒါဂိုသမဒေါ်နာရမ်မာပါလာတဲ့နောက်ပိုင်းမှာတောက်လျှောက်ဖြစ်တာပဲပထမ၃ပွဲမှာသူတို့၄ဂိုးပေးရတယ်ဥပါဟန်တန်ကိုဂိုးပြတ်နိုင်တယ်စပါးကိုရှုံးတယ်ဘရိုက်တန်ကိုရှုံးတယ်၃ပွဲမှာ၄ဂိုးပေးခဲ့ရတယ်အဲ့ဒီ၄ပွဲနောက်ပိုင်းနောက်ဆုံး၇ပွဲမှာကျတော့လေ၄ဂိုးပဲပြန်ပေးရတယ်ဆိုတော့တော်တော်ကြီးကိုခန်းစစ်ကြောင်းကလည်းတိုးတက်လာတာတွေ့ရတယ်ဒါအဖက်ဖက်ကနေပြီးတော့တိုက်စစ်တင်မဟုတ်ဘူးခန်းစစ်ကလည်းတိုးတက်လာတယ်ကိုယ်လည်းမှာလည်း ဓိကစားသမားတွေပုံစံကောင်းပြပါတယ်တောင်မန်တွေကလည်းအလုံးလော်တာဆိုတော့မန်စီးတီးကလက်ရှိပရီးမီးယားလီးဂ်ရဲ့အကောင်းဆုံးအသင်းလို့တောင်ပြန်ပြီးတော့ပြောလို့ရနေပြီအာဆင်နယ်ချစ်ချော်မှုကိုလည်းအခွင့်အရေးယူဖို့အတွက်ဒီပွဲမှာနိုင်ထားခဲ့မယ်ဆိုရင်တက်မှတ်กว่าที่ยောက်သွားมั้ยอาร์เซนอลมากระซ้ากันมาဆိုတာတကယ်ကိုမန်စီးတီးသတိုက်တဲ့ရေးဆဲမှာလုံးဝဒါအင်ပီအားပြင်းနဲ့မြင်ရမယ့်ပွဲဆိုတော့သူတို့ရဲ့အကောင်းဆုံးခြေစံဒီဘက်မှာထပ်ပြီးတော့ပြနိုင်မလားအဲ့တော့ဒီဘက်နဲ့ပတ်သက်ပြီးကိုချင်းချင်းအမြင်လေးမန်စီးတီးအဝေးဘက်မှာနိုင်ွယ်ယူသွားမလားဒီဘက်နဲ့ပတ်သက်ပြီးတော့ပြောပြပါဦးဟုတ်ကဲ့ပါအဲ့တော့ ုံမှန်တိုင်းဆိုရင်တော့ကျွန်တော်ဒါနျူကာဆယ်သာလူဆုံနေခဲ့မှာဆိုရင်လက်ရှိရလက်တီဖောင်အောင်နေတယ်ရလက်တီစိုးနေသည့်တိုင်အောင်နျူကာဆယ်သာလူဆုံနေခဲ့မှာဆိုရင်ကျွန်တော်နျူကာဆယ်ပဲဟိုမက်စီတီကိုမရှုံးလောက်ဘူးလို့ရွေးအောင်ပါကျွန်တော်ရှိမှလီဗာပူးနဲ့ကစားခဲ့တော့လည်းနျူကာဆယ်ကိုယုံကြည်ခဲ့တယ်အာဆင်နယ်နဲ့ကစားခဲ့တော့လည်းနျူကာဆယ်မရှုံးလောက်ဘူးလို့ယုံကြည်ခဲ့တယ်ရှုံးတော့ရှုံးသွားခဲ့တယ်ဗောနော်အဲ့တော့ဒီအချိန်နေမှာတော့နျူကာဆယ်ကိုကျွန်တော်မယုံရဲတော့တာဒဏ်ရန်ပြဿနာကြီးကြောင့်ပဲလက်ရှိခြေသွန်းဆိုးနေတာမှန်ပဲမဲ့တို့အိမ်ကွင်းမှာတော့အမှန်တိုင်းပြောရင်တို့လုံနိုင်စွမ်းကိုကျွန်တော်ကတော့အတိမတ်ပြုတ်နေသေးပဲ သူတို့ရက်လက်ဆိုးနေတာအဝေးကွင်းနေပေါ့နော်။ဒါပြဿနာကနစ်ပုတ်လည်းမသေးကြဘူး။ဒံပန်းမပါနိုင်ဘူး။လီဗရာမန်တိုမပါနိုင်ဘူး။ဂျိုလင်တန်တို့တိုနယ်လီတို့လည်းပါဖို့မသေးကြဘူး။ခေါ်တော်လည်းထန်ရနေ။အဲ့လူမဆုံရှေ့လေနောက်တိုက်ဆက်အကုန်နေရာဆုံးမှာဒံပြဿနာတွေရိုက်ခတ်နေတာကြီးကအသင်းတစ်သင်းကိုအများကြီး ဒုက္ခပေးသွားနိုင်တယ်ပေါ့နော်ဒီအချိန်လေးမှာကျွန်တော်နျူကာဆယ်ကိုတော့မယုံရဘူးရက်လက်ကလည်းစိုးနေတယ်တစ်ဖက်မှာလည်းရက်တန်လို့မရတဲ့မန်စီးတီးနဲ့ဟာလန်ဖြစ်နေရဆိုတော့ဒီမှာတော့မန်စီးတီးနိုင်သွားမယ်ထင်တယ်မန်စီးတီးအတွက်လည်းစိန်ကြီးဘက်ကမလွယ်ခဲ့ဘူးနောက်ဆုံး၃နှစ်အတွင်းမှာလာကစားတာမှာတစ်ချိန်ပဲနိုင်တယ်အဲ့တော့မှမိနစ်60မှာအော်စကာဘောရဲ့ဂိုးနဲ့နောက်ကျဂိုးနဲ့နိုင်ခဲ့တာနျူကာဆယ်စိန်ကြီးဘက်မှာလာကစားလည်းပြိုင်ပွဲဆိုနောက်ဆုံး၄ချိန်မှာတစ်ချိန်ပဲနိုင်ထားရဆိုတော့မန်စီးတီးအတွက်လည်းနျူကာဆယ်ကွင်းမှာလာကစားရင်နောက်ပိုင်းမှာအမြဲယုံကန်နေရတယ်ဒါပေမဲ့ဒီအချိန်လေးမှာတော့လက်ရှိခြေစွမ်းနေနျူကာဆယ်လူမဆုံတဲ့အချိန်လေးမှာတော့မန်စီးတီးနိုင်သွားလိမ့်မယ်လို့ထင်တယ်ဘယ်မှာတော့မဟုတ်ဘူးအပြန်အလှန် န်သွင်းကိုတွေနဲ့ဒါ Man City 2-1လောက်နဲ့ကတ်နိုင်သွားမယ်ထင်ပါတယ်ဟုတ်ကဲ့ပါထိတဲ့တွေးဆမှုတွေမှာတော့မထင်မှတ်လောက်အောင်ကို Man City က Newcastle နဲ့တွေ့ရင်အာသာနေရာတွေ့ရနောက်ဆုံး33ပွဲစတိုက် Premier League မှာဂိုးသွင်းထားရဆိုတော့အမှတ်တမ်းကတော်တော်ကြောက်စရာကောင်းတယ်အဲ့ထက်ပိုများလာဆိုလို့ဒါ3ချိန်ပဲရှိခဲ့တယ် Chelsea နဲ့ Newcastle ဒါဟုတ်ခေအောင်1993ကာလတုန်းက38ပွဲစတိုက် Spa နဲ့ Newcastle 35ပွဲစတိုက်ဒါလည်းခေဟောင်းကာလပဲ1992 1922ဆိုနှစ်ပေါင်း100လောက်ရှိပြီ Everton နဲ့ Blackburn အဲ့ဒါလည်း ဒါ1925ဆိုတော့လွန်ခဲ့တဲ့1000ကျော်လောက်ကမှတ်တမ်းတွေကိုဒါလိုက်မိဖို့တောင်နီးစက်နေပါအခု33ပဲဆက်ပြီးတော့အဝေးကွင်းတွေမှာလည်းတော်တော်လေးကိုဒါအားကောင်းတဲ့ပုံစံမျိုးမြင်ရပြီးတော့မန်စီးတီးကအမြဲတမ်းလို့လို့ဒါအတားရထားတယ်ဒီဘက်မှာလည်းအကိုလည်းမန်စီးတီးရဲ့လက်ရှိယုံကြည်မှုနဲ့ခြေစွမ်းသူတို့ဒီဘက်ဘက်မှာထားမဲ့ပက်ရှင်ကိုလည်းအများကြီးမျှော်လင့်နေတယ်ညူကာဆယ်ကတော့သူတို့မာဂျောတာကောင်းတာမှပဲပဲလူမစုံတဲ့ပြဿနာဘွဲပယ်တွေထန်ရာတွေရှိနေတဲ့အနေထားကြောင့်ဒီဘက်မှာအစင်လာတိုင်းပဲညူကာဆယ်အိတ်ကွင်းမှာဆက်ပြီးတော့ရုန်းကန်မှတင်တယ်ဒီဘွဲအတွက်ဆိုရင်တော့ မန်စီးတီးအနိုင်ကိုပဲယူချင်ပါတယ်ခုကျွန်တော်တို့ညီကိုတွေတင်ဆက်ပေးခဲ့တာကတော့ Newcastle နဲ့ Manchester City ပွဲစဉ်ပေါ်မှာကျွန်တော်တို့ရဲ့အမြင်လေးတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်လာမယ့်အစီအစဉ်တွေမှာလည်းပြန်တွေ့ကြပါမယ်